ီတစ်ခေါက်မှာတော့ VNN နိုင်ငံတောင်ဘက်အစွန်းဆုံးမှာရှိတဲ့ကျွန်းတွင်းစီကိုသွားလည်မှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ဒီကျွန်းကကမ္ဘောဒီးယားနိုင်ငံနယ်စပ်နဲ့ VNN နိုင်ငံနယ်စပ်ကြားထဲမှာရှိတဲ့ကျွန်းတွင်းဖြစ်ပါတယ်။မြန်မာခရီးသွားတွေတိတ်မရှိသေးတဲ့ကျွန်းဖြစ်ပြီးတော့ဒီကျွန်းနာမည်ကိုတော့ Phu Quoc လို့ခေါ်ပါတယ်။ပြောမယ်ဆိုရင်ကျွန်တော်ဒီကျွန်းကိုမရောက်ခင်က Phu Quoc ဆိုတဲ့နာမည်ကိုကျွန်တော်ကြားတော့မကြားဘူးပါဘူး။ဒါပေမဲ့ traveling memory တငယ်ချင်းကကိုကြီးရဲ့ကျွန်းကျွန်းရှိရဲ့ like ခင်မလားဆိုတာနဲ့နှစ်ခါစဉ်းစားမနေပဲချင်းမန်ကနေဘန်ကောက်ဘန်ကောက်နေ Phu Quoc တီကိုလေးရင်နဲ့စီးပြီးကျွန်တော်ချက်ချင်းလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲဖူဖော့ဆိုတဲ့ VNN တောင်ပတ်အစွန်းဆုံးကကျုံမြို့လေးစီကိုကျွန်တော်ရောက်ခဲ့ပါတော့တယ် ခဏလေးခဏလေးအဓိကအကြောင်းအရာတခုပြောဖို့မိသွားတယ်ဒီအကြောင်းအရာကိုမပြောဘူးဆိုရင်ဖူးခွက်ကိုရောက်တဲ့အခါဘယ်လိုလဲရမလဲဆိုတော့သိမှာမဟုတ်ပါဘူးဖူးခွက်မှာအပိုင်း၃ပိုင်းရှိပါတယ်အဲ့ဒါကတော့အရန်သားတဲ့ဆန်းဆက်တောင်းဆိုတဲ့နေရာရဲ့ဒေသခံတွေနေတဲ့မြို့တွေရဲ့ပြောဖို့ကောင်းတဲ့ grand warrior ဆိုပြီးတော့၃နေရာရှိပါတယ်ကျွန်တော်ခုသွားမှာကတော့ grand warrior ဖြစ်ပါတယ် ဒီ Grand Wall ဆိုတဲ့နေရာလေးကပြောမှဆိုရင်အီတလီနိုင်ငံမှာရှိတဲ့ Venice ဆိုတဲ့ရေပေါ်မြို့လေးကိုသူက inspire ပြီးစောက်ထားတဲ့နေရာလေးပေါ့နော်အဲ့ဒီတော့ဒီမြို့လေးရောက်သွားတဲ့အချိန်မှာမသိရင်ကိုကပဲအီတလီနိုင်ငံကိုရောက်သွားတယ်လို့မျိုးခံစားချက်မျိုးတော့ခံစားရပါတယ်ပန်းတွေအများကြီးရှိတယ်စားတောက်ဆိုင်လေးအများကြီးရှိတယ်ဒါပဲလားဆိုတော့မဟုတ်သေးဘူးစိတ်ကူးပေါအောင်လှေလဲစီးလို့ရတယ်တို့တို့မြောင်းနေမှာဆိုတော့ဒါပေမဲ့လှေစီးခြင်းလည်းဆိုရင်လိုတော့စောက်ရပါတယ်စောင့်နေကြတဲ့သူတွေ နည်းနည်းတော့မဟုတ်ဘူးတယောက်200လောက်ရှိမှနည်းနည်းကြည့်ပါ Grand Wall ကိုကျွန်တော်သဘောကျရတဲ့အချက်တွေကတခုတော့ညနေတိုင်းညနေတိုင်း မှာ free concert ရှိတာအဲ့တော့ကဘာမှအခကျင်းဝင်ထပ်ပြီးပေးကြမလို့ပါဘူးကျွန်တော်တော့ Grand Wall မှာနှစ်ရက်နေခဲ့နေခဲ့တဲ့နှစ်ရက်လုံးမှာတန်အောင်ကိုကျွန်တော်နေ့တိုင်းသွားကြည့်ခဲ့ပါတယ် ဒီကွန်ဆက်လေးကြည့်ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်ကဘာဂီကားလေးစီးပြီးတော့ဖူးဖက်ကျုံရဲ့နမဲကျော်ပင်လင်းစားလေးကိုကျွန်တော်အားရပါရသွားစားပါတော့တယ်။ဘာကြလဲဆိုတော့မနေ့ဖြန်ကြရင်အားရပါရကဲဖို့အတွက်အားမွေးထားမှာမို့လို့ပါ။အဲ့ဒီနေရာကကလေးတွေကြိုက်ပြီးလူကြီးတွေအတွက်ပျော်စရာဖြစ်မဲ့လူကြီးရောကလေးပါသွားတဲ့ဖင်ဝန်ဒါဆိုတဲ့နေရာဖြစ်ပါတယ်။ လေးတွေအတွက်ဆိုရင်တော့ငငယ်ကလေးကစိတ်ကူရင်ခဲ့မှုတဲ့ကာတုန်းကဘာတွေရောက်သွားသလိုခံစားမှသိကြပါတယ်။ကာတုန်းရောင်းနေတဲ့စကားပြောမလား။ကာတုန်းအိမ်တွေဝင်မလား။ပြောရရင်ကလေးတယောက်အတွက်အမှန်ရစရာ memory တွေရနိုင်မယ့်နေရာတစ်ခုဆိုတာကတော့သိကြပါတယ်။အဲ့ဒီထဲကတချို့နေရာတွေကတော့လူကြီးတွေကိုယ်တိုင်မှာငယ်ဘဝခဏပြောင်းအောင်သွားသလိုခံစားရမယ့်နေရာတွေဖြစ်ပါတယ်။ဥပမာပြောရရင်တော့ဒီလိုနေရာမျိုးပေါ့ဗျာ။ ချို့နေရာတွေကတော့လူကြီးတွေအတွက်တိတ်ပျော်ဖို့ကောင်းတဲ့နေရာတွေပါအေးအေးဆေးဆေးရေပန်းတွေကြားထဲမှာကစားကြတယ်ကစားလို့ရတယ်ဒါမှမဟုတ်ခက်ကြမ်းကြမ်းလေးမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကတော့လေဒီလိုနေရာလေးရှိပါတယ်အေးဆေးလေးပဲချေးကျင်နေတဲ့လူတွေအတွက်ကတော့ဒီလိုပင်လယ်ဓူနေရာလေးကအဆင်ပြေတယ်ကျွန်တော်ကတော့ရောက်တော့ရောက်ခိုက်တန်အောင်ဆိုပြီးတော့အကုန်လုံးစောင်းအောင်ကိုစီးခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ခေါက်ဘတော့မှပြန်မလုံမဲ့အရာတခုတော့ရှိပါတယ် အဲ့ဒါကတော့အခုမြင်ရတဲ့လင်မယောင်ရှောကြီးကိုကျွန်တော်ရှာရှည်ပြီးသွားစီးမိတာပါခန္ဓာချရတော့မိုက်ပါတယ်။ခေါင်းတခြားကိုယ်တခြားအသေးတခြားဥတခြားဖြစ်သွားတယ်လို့ပါပဲ။နောက်တော့ဘာမှထပ်မစည်းတော့ပါဘူး။ နောက်ထပ်လုပ်စရာ activity တွေလည်းအများကြီးရှိနေပါသေးတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ညနေ6နာရီမခွဲခင်မှာရဲတိုက်ကြီးရှိကိုရောက်နေဖို့တော့လိုကိုလိုအပ်ပါတယ်။မဟုတ်ရင်တော့ရရပါလိမ့်မယ်။ ညနေ6:45ရောက်တဲ့အခါကျရင်ဒီရဲတိုက်ကြီးရဲ့ရှိမှရှိုးပြပါတယ်။ဒါပေမဲ့အများစုကဒီရှိုးကိုကြည့်ဖို့အတွက်9:00ခွဲလောက်ကလေးကနေရာကြိုပြီးဦးထားလေးရှိပါတယ်။ဒါကြောင့်နေရာကကောင်းအောင်နေကြည့်ကျင်နေဆိုရင်တော့နေရာဦးထားဖို့ကျွန်တော်ကြိုပြီးတော့တတိပေးချင်ပါတယ်။မဟုတ်ရင်တော့အဝေးကနေလှမ်းကြည့်တဲ့အခါကျရင်တိတ်ပြီးမမိုက်ပါဘူး။ ဒီ show ပွဲကိုမိသားစုနဲ့တူတူဒါမှမဟုတ်ကလေးတွေလူကြီးတွေနဲ့တူတူကြည့်မယ်ဆိုရင်တော့ show ကြည့်ဖို့နေရာယူတဲ့အခါကျရင်ရှေ့ဆုံး၃နန်းကိုမယူဘဲနဲ့အနောက်နယ်နဲ့ရောက်တဲ့နေရာကိုယူဖို့အတွက်ကျွန်တော်တတိပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ show ပွဲကနည်းနည်းကြမ်းလို့ပါကြည့်ရဟာ ပျော်စရာကောဆက်လို့ရှားစရာကောကောင်းတဲ့ဖီဝန်နာကိုလည်းပဲပြီးသွားတယ်နောက်တစ်နေ့မှာတော့ romantic ဆိုင်ပြီးချစ်ဖို့ကောင်းတဲ့ဆက်ဆက်တောင်းဆိုတဲ့မြို့လေးစီကိုကျွန်တော်သွားခဲ့ပါတယ်ဒီမြို့လေးကတော့သူ့နာမည်လေးအတိုင်းပဲချစ်ဖို့ကောင်းမြို့တော် romantic ဆိုင်နဲ့မြို့တွင်ပင်နေရာကိုပဲတက်သွားရှေးအောင်ပုံစံဘာကီကားလေးစီပြီးသွားရတာလေဒါထူးခြားတဲ့အရသာတစ်မျိုးပါပဲ နောက်ပြီးတော့ဒီမျိုးမှာကျွန်တော်သဘောအကျဆုံးချက်ကတော့ပန်းတွေပန်းတွေဘဲတော့တော့ပန်းတွေကြီးပါပဲဆက်စက်တောင်းလေးမှာပန်းတွေပဲရှိလားဆိုရင်တော့မဟုတ်ပါဘူးကဘာအရှိဆုံးပင်လယ်ကိုဖြတ်ပြီးဖောက်ထားတဲ့ကေဘယ်ကားလည်းရှိနေပါသေးတယ် ဒီကေပဲကားပေါ်ရောက်သွားရင်တော့လုံးဝလုံးဝအရင်သက်ရှုမဖွယ်ရမင်းကြီးကိုမြင်လို့မြင်ရမယ်ဆိုတော့တော့ကျွန်တော်ရေရေကြီးအာမခံရပါတယ်ကေပဲကားထပ်ပူပြီးဆိတ်လှရှာဖို့ကောင်းတဲ့အရာကတော့စပီဘုံနဲ့ပင်လေတဲ့အထွတ်ပြီးရင်ကျိုးနေပတ်ပြီးတော့ activity တွေတစ်ခုပြီးတစ်ခုလုပ်ရတဲ့အရာသာပါပဲ ကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့ activity ကတော့ oxygen တန်ခေါင်းပေါင်းကြီးကိုဆွပြီးပင်လယ်ရေအောက်မှာလမ်းလျှောက်ရတဲ့ sea walking လို့ခေါ်တဲ့ activity ပဲဖြစ်ပါတယ်။ဒီဟာလုပ်ဖို့တော့ကကျွန်တော်ရေကူးတက်ဖို့မလိုပါဘူး။ဒါပေမဲ့ကျွန်တော်တို့ရေထဲမစင်းခင်မှာခိုက်ကနေပြီးတော့ကျွန်တော်တို့ကို live ပို့ပေးမယ့် diver နဲ့ဘလို့တုံးနဲ့တူအချက်ပြရမလဲဆိုတဲ့ဟာလေးကိုသင်ပေးပါတယ်။အဲ့ဒါပြီးတော့ကျွန်တော်ရေထဲစင်းလို့ရပါပြီ။ experience လေး။အညီဘူးလို့ပြောမိုက်တယ်။အာငါးဆတည်းရတော့မိုက်တယ်။ငါးဆတည်းရလား။ဒီမှာရှိရောပြအေးနေပြီ။နောက်ထပ် activity တစ်ခုကတော့ကျွန်တော်တို့ကျုံးနေတဲ့ကျုံးပြီးတကျုံးသွားပြီးတော့ snorkeling လုပ်ရတဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။ snorkeling လုပ်ဖို့အတွက်ကရေကူးတက်ဖို့မလိုပါဘူး။အဲဒီအတွက်ကြောင့်ရေမကူးတက်လဲကျွန်တော် snorkeling လုပ်လို့ရပါတယ်။လုပ်ရဖို့ပဲလိုပါတယ်။ စနောင်းကလေးလို့ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အေးစစ်စစ်ပရဗီတိုင်းလေးယူပြီးအနားယူလို့ရတယ်ကျွန်တော်တို့ကျွန်တော်ပို့ပေးပါတယ်အားလုံးကိုနီကိုဟာနဲ့အနားယူကြတယ်တချို့ကြတော့ activity လုပ်ချင်တဲ့အတွက်ကြောင့် jet ski တွေပါညာမောင်းလာမျိုးလည်းရှိတယ်ကျွန်တော်ကတော့အားလုံးနဲ့ခက်ဖို့ဝေးနေရာတနေရာကိုသွားပြီးတော့တယောက်တည်းထိုင်ပြီးတော့ပင်လယ်ကြီးကိုအကြာကြီးကြာကြီးငေးကြည့်ခဲ့ပါတယ်အဆုံးလေးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ခရီးတစ်ခုမှကျွန်တော်ပြန်ဆောင်ကြပါမယ်